thank you မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်တောင်ကိုရီးယားနိုင်ငံကွမ်ဂျူးမြို့ကင်တေးကျုံစင်တာမှာပြုလုပ်တဲ့ကွမ်ဂျူးလူအခွင့်ရေးမြို့များဖိုရမ်ကိုပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းတက်ရောက်ဆွေးနွေးတဲ့အကြောင်းတင်ဆက်ပေးပါမယ်တောင်ကိုရီးယားနိုင်ငံကွမ်ဂျူးမြို့ကင်တေးကျုံစင်တာမှာပြုလုပ်တဲ့ World Human Rights Cities Forum 2025ကို NUG အစိုးရလူအခွင့်ရေးဆိုင်ရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းမေလ18ရက်နေ့မှာတက်ရောက်ခါမြန်မာနိုင်ငံလူအခွင့်ရေးအခြေအနေကိုရှင်းလင်းတင်ပြခဲ့တယ်လို့သိရ ပါတယ်။အဆိုပါခန်းနာမှာပြည်တော်စုဝင်ကြီးဦးအောင်မျိုးမင်းကဦးဆောင်စုနေသူအဖြစ် Cities Against Violence ကဏ္ဍမှာပါဝင်ခဲ့ပြီးရန်ကုန် SCTR Resilience Against Political Violence ကောင်းစင်နဲ့စစ်တပ်ရဲ့နိုင်ငံရေးအကြမ်းဖက်မှုများကိုငြိမ်းချမ်းစွာဆန္ဒပြခြင်းပန်းတပိတ်ထီတပိတ်အတန်တိတ်တပိတ်စသဖြင့် KSSN အကြမ်းမဖက် ငိမ့်ချန်းစွာတွန်းလှန်ခဲ့ကြတဲ့မြန်မာနိုင်ငံသားတွေရဲ့ကြိုးပမ်းမှုတွေကိုတင်ပြဆွေးနွေးခဲ့ကြောင်းသိရပါတယ်။ဒါအပြင်ဂွမ်ဂျူးဒီမိုကရေစီတော်လှန်ရေး45နှစ်မြောက်အောက်မေ့ပွဲခန်းနာများကို NUG ကိုယ်စားလှယ်ရုံးနဲ့မြန်မာရေးပေါ်များတက်ရောက်ခဲ့ကြကြောင်းသိရပါတယ်။အဆိုပါပွဲများကိုမြို့သားညီညွတ်ရေးအစိုးရကိုရီးယားသမ္မတနိုင်ငံဆိုင်ရာမြန်မာကိုယ်စားလှယ်ရုံးကဦးဆောင်ပြီးຫນွေဦးတော်လှန်ရေးဖွဲ့စည်းများမှရေးပေါ်များပါဝင်တက်ရောက်ပြီးမြန်မာနိုင်ငံမှာအကြမ်းဖက်ဆင်အုပ်စုရဲ့လူမဆန်တဲ့လုပ်ရပ်များကိုထုတ်ဖော်လျက်မြန်မာဒီမိုကရေစီရဲ့အခြေအနေကိုရှင်းလင်းတင်ပြခဲ့ကြောင်းသိရပါ ါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေမြန်မြန်ဆန်ဆန်လုံလာနိုင်တာဘာကြောင့်လဲဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ မြန်မာစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုအမိန်ပေးစနစ်အပြောင်းလဲလုပ်လိုက်တဲ့အတွက်တိုက်ခိုက်မှုတွေအရင်ထက်ရာချီပိုတိုးလာတယ်လို့သုတေသနအဖွဲ့အစည်းတွေကထုတ်ပြန်ပါတယ်။စည်ရေးပြတ်မှတ်တင်ရတာနဲ့အမြန်အောင်တိုက်ခိုက်နိုင်ဖို့လေတပ်ဌာနချုပ်တွေမှာတိုင်လင်းရဟန့်ရင်ဤအစီး200ကျော်ကိုဖြန့်ခွဲချထားတယ်လို့မြန်မာစစ်ဘက်ကြီးရနဲ့လုံခြုံရေးဆိုင်ရာလေလံရေးဖွဲ့ MDSI ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။ဒါရီနဲ့တွဲပြစ်မဲ့လေကြောင်းပုံတွေကိုလည်းစစ်တပ်ရဲ့ကာကွယ်ပစ္စည်းစက်ရုံတွေကတိုးပြီးထုတ်ပေးနေတာပါ။လွန်ခဲ့တဲ့တနေ့ကျော်ကလေကြောင်းတိုက်ခိုက်မှု3ရက်တစ်ချိန်မဲ့ပြန် မျှရှိကြရာကနေလက်ရှိအချိန်မှာတော့နေ့စဉ်လေကြောင်းတိုက်ခိုက်မှုတွေကရှိနေတာဖြစ်ပါတယ်။လေရင်နဲ့လေကြောင်းပုံအသင့်ပြင်ထားတဲ့စစ်တပ်လီဒါစကန်တွေစစ်ကောင်စီကလီဒါစကန်၈ခုမှစစ်လီရင်တွေကိုအဓိကဖြန့်ခွဲချထားတယ်လို့ MDSI ကဆိုပါတယ်။ MDSI ဟာစီရီယံစစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့စစ်ဘက်နဲ့လုံခြုံရေးဆိုင်ရာသုတေသနအခြေပြုဖွဲ့တစ်ခုဖြစ်ပါတယ်။စစ်လီရင်တွေအဓိကဖြန့်ခွဲထားတဲ့လီဒါစကန်တွေကတော့မကွေးလီဒါစကန်ဌာနချုပ်တဒုံလီဒါစကန်မော်ဘီလီဒါစကန်နေပြည်တော်လီဒါစကန်လေကြောင်းတက်တင်လီဒါစကန် န်ဌာနချုပ်ရှန်တင်မိတီလာတောင်ဝူလီတက်စကန်ဌာနချုပ်နန်းဆန်လီတက်စကန်ဌာနချုပ်နဲ့ပသိန်လီတက်စကန်ဌာနချုပ်တွေဖြစ်ပါတယ်။အဲ့ဒီလီတက်စကန်နေပြင်မင်္ဂလာတို့မြေကြီးနာမုံရွာဟောင်းမလင်းတို့မှာလည်းဖြန့်ထားပါတယ်။အပေါ်စားတိုင်လီရင် short 130ဘတ်စုံ3တိုင်လီရင်စု30နဲ့ MIG 29ပါဝင်လီရင်ရဟန်းရင်ပို့ဆောင်ရင်လီရင်220ထက်မနည်းကိုလက်နက်ခဲရနေတဲ့ဒူလီတက်စကန်ဌာနချုပ်တွေကအသင့်ပြင်ပေးထားရတာပါ။ ဖော်ပြထားတဲ့စည်ရင်တွေကအတိကလီတက်စကန်တွေရဲ့ဖြန့်ခွဲတဲ့ပုံစံဖြစ်ပါတယ်။ဒါပေမဲ့ဒီလီရင်တွေကအဲ့ဒီမှာရှိနေတာမဟုတ်ဘူး။လီရင်ရဲ့မူရင်းအခြေဆိုင်စကန်ကမကွေးဖြစ်ရင်ဖြစ်မယ်။ဒါပေမဲ့စည်ရင်လိုအပ်ချက်ရာတတအုပ်ဘက်ကိုပြောင်းရွှေ့လာလဲရှိရလို့ MDSI ကစစ်ဘက်ရာတာဝန်ခံ CDN ပုံမှုဟောင်းကိုနောင်ယိုကပြောပါတယ်။ဒီလီရင်တွေနဲ့တွဲသုံးဖို့90ကီလိုကနေ1000ကီလိုမီတာရှိတယ်။လေချောင်းဘုံတွေကိုကာကွယ်ရေးပစ္စည်းစက်ရုံကာပါစာရင်က တိုးထုတ်ပေးနေတာပါ။ လေချောင်းဘုံတွေကိုပြည်ရင်းထုတ်တွေနဲ့ပဲတနိုင်တဲ့လောက်တုံးဆွဲရင်ပြည်ရင်းထုတ်တွေကိုပုံစံမျိုးစုံနဲ့လိုအပ်ချက်နဲ့အညီထုတ်လာနိုင်တာတွေ့ရတယ်လို့ကိုနောင်ယူကပြောပါတယ်ကပ္ပစ3နဲ့ကပ္ပစ21တို့ကလေချောင်းဘုံတွေအများဆုံးထုတ်ပေးနေရလဲဖြစ်ပါတယ်လေချောင်းဘုံအသေးလေးတွေကိုကပ္ပစ3ကထုတ်ပြီးကပ္ပစ21ကလေချောင်းဘုံအကြီးတွေကိုထုတ်ပေးနေတာပါ draw ဘုံတွေကိုကပ္ပစ3နဲ့ကပ္ပစ7နဲ့ rocket ဘုံတွေကိုကပ္ပစ10နဲ့လေတပ်3ဆက်အမြောက်ပစ္စည်းတွေကိုကပ္ပစ18ကထုတ်လုပ်တာပါချက်ချင်းထုတ်ချက်ချင်းကျင်းနေတဲ့အနေအထားမှာရှိတဲ့ကရင်ပြည်နယ်မှာ ာပြစ်သွားတယ်ကလပ်စတာဘုံဆိုရင်2025 AB20 ကမှထုတ်ထားတာ လေချောင်းအဆက်မပြတ်ပြစ်ဖို့လက်နဲ့ခရင်လည်းအဆမတန်ထုတ်နေရတာမြင်ရတယ်လို့ကိုနောင်ရိုးကပြောပါတယ်ကရင်ပြည်နယ်ကြုံတုံးမြို့နယ်တွင်ဒီရက်ပိုင်းမှာကျဲခဲ့တဲ့ဘုံခွန်အစိပ်ပိုင်းတွေကကပါစထုတ် MAB 60C 6 Cruiser ဘုံမျိုးစားဖြစ်တယ်လို့ MTS ဆိုင်ကမေလ3ရက်မှာထုတ်ပြန်ထားပါတယ်အမိန်ပေးတဲ့အစဉ်အပြောင်းလဲနဲ့စည်ရေးတဲ့ရင်လုံခြုံမှုတင်းကျပ်ထားတယ်လို့သိရပါတယ်စစ်တပ်ကအမိန်ပေးစနစ်ပြန်ဝေတာနီးပြူဟာပြောင်းလဲတာနဲ့လီတာအစ င်မြင့်တင်တာတွေကိုစစ်မြေပြင်မှာကြုံတွေ့နေရတဲ့အခြေအနေပေါ်မူတည်ပြီးပြုပြင်တာကြောင့်နေကြောင်းတိုက်ခိုက်တာကိုအရှိန်တင်လာနိုင်တာလို့စီးရင်လေလာတုံးသက်သူတွေကမှတ်ချက်ပြုပါတယ်။ အာနာမသိန်းခင်ကတိုက်ပွဲတွေမှာလေချောင်းပစ်ကူရဖို့ကကကြီးလို့ခေါ်တဲ့ကာကွယ်ဦးစည်းချုပ်ယုံကြည်အထူးအဆင့်ဆင့်တင်ပြရပြီးဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကအမိန့်ပေးဆုံးဖြတ်ပါတယ်အရင်ကမြေပြင်တပ်ဖွဲ့တွေတင်ပြတဲ့အရေးပေါ်လေချောင်းပစ်ကူနဲ့မဟာမြူဝအဆင့်လေချောင်းစစ်စင်ရေးနှစ်ခုလုံးကိုဗဟုအဆင့်ချုပ်ကင်ထားတာပါလက်ရှိမှာတော့ကျင်ပြန့်လာတဲ့စစ်ရေးအနေအထားအရေးပေါ်လေချောင်းပစ်ကူအတွက်မြေပြင်စစ်စင်ရေးတပ်မှုတမမှုနဲ့တိုင်းမှုတွေကတောင်းခံရယူလာနိုင်တယ်လို့ CDN စစ်သားတွေနဲ့ဖွဲ့စည်းထားတဲ့ MTSI ကပြောပါတယ် အရင်ကဆိုကကကြီးကိုစောင့်ဝါရင်အခုဆိုတွဲပတ်ပြေးထားတဲ့လေချောင်းတာဝန်ခံကနေတက်စင်းလေချောင်းပစ်ကူရယူုံမဲ့လို့လေချောင်းပစ်ကူရယူဖို့အစင်းလျှော့ချပေးလိုက်တဲ့အခြေအနေကိုစီဒီအန်ဘုံမှုဟောင်းကိုနောင်ယူကပြောပါတယ်။အနီးကပ်ပစ်ကူမဟုတ်ဘဲမဟာဗျူဟာအစင်းလေချောင်းစစ်စင်အတွက်ကိုတော့ပူးရဲစစ်စင်ကိုကဲမှုဌာနအဂျီအိုစီကသာဆုံးဖြတ်ပါတယ်။ဂျီအိုစီမှာဒုတိယတက်ချုပ်ညီနိုင်းကိုကရင်မှုကြီးကြီးလေးစစ်စင်ရီထူဖွဲ့မှုရင်းနဲ့စီဦးစီရာရှိချုပ်လေတို့ပါဝင်ပါတယ်။မြေပြင်သတင်းပေးနဲ့လေချောင်းကင်းထောင်နေရတဲ့စင်ရီသတင်းကိုဂျီအိုစီကပြစ်မှတ်နေ င်နေမြင်အနေအထားပေါ်မူတည်ပြီးလေရင်နဲ့လက်နက်အမျိုးအစားကိုဆုံးဖြတ်ပါရယ်လေဒတ်စခန်းနဲ့ဌာနချုပ်တွေကလေရင်နဲ့လက်နက်ခရင်အဆင့်တင်ပြင်ထားရပါတယ်အရေးကြီးပြမှတ်တွေအတွက်စင်ရေးသတင်းကြုံမပဖို့အမိန်ပေးပုံစံမျိုးကိုကြည်ကြည်လင်းလင်းလှောက်ဆောင်လာတယ်လို့ကိုနောင်ယူကဆိုပါတယ်သတင်းကြုံမပအောင်လေဒတ်စခန်းဌာနချုပ်ပိုင်းလော့ကစင်ရေးပြမှတ်ကိုကြုံမသိရပဲတိုက်ခိုက်မှသာသိရပါတယ်ထွက်ခါနီးဒါမှမဟုတ်ဝိုင်းအိတ်လိုမျိုးလက်နက်ပေးတဲ့ပြီးလေရင်ပေါ်ပြန်တက်ပြီးမှဘဲကိုသွားကျဲတာပါလို့အမိန်ပေးတာလို့သူကပြောပါတယ်စစ်တုံးစိတ်မြင့်တင်ပြီးလေတက်အင်အားဖြည့် ယ်လို့လည်းသိရပါတယ်။မြန်မာနိုင်ငံက2024ခုနှစ်စက်တုံးစိမ်အမေရိကန်ဒေါ်လာ5ဘီလီယံကိုတောင်းခဲ့ပြီးအရင်ကထက်66ရာခိုင်နှုန်းတိုးလာတာဖြစ်တယ်လို့ဆွီဒင်အခြေဆိုင် SIBRI Institute ရဲ့အစီရင်ခံစာမှာဖော်ပြပါရယ်။ဒါကြောင့်မြန်မာဟာအာရှနဲ့သမုဒ္ဒရာပိုင်းဒေသအတွင်းမှာစစ်အုံစိန်အမြင့်ဆုံးတိုးတုံးတဲ့နိုင်ငံဖြစ်ပါရယ်။ဒေတာရင်အားဖြင့်တင်းတဲ့အနေနဲ့2024ခုနှစ်အတွင်းမှာ FTC 2000ကြီးတိုက်ခိုက်ရေးလေရင်6စီ၊ Y8 တန်ယူပို့ဆောင်ရေးလေရင်10စီနဲ့ MISMD 6စီတို့ကို89နှစ်မြောက်လေတန်းနှစ်ပတ်လည်နေ့မှာတက်တော်ဝင်ပွဲထုတ်ပြသခဲ့ပါရယ်။ မိထီလာကအမတ်တစေတက်မတော်ကြီးစားဆက်ယုံတက္ကစတက်စင်မှလည်း KAW အပေါ်စားတိုက်ခိုက်ရင်လင်းရင်နေတက်စင်နာရှိရလို့ MDSI ကထောက်ပြပါရယ်တက္ကစတက်စင်မှတရုတ်ဘက်နဲ့ဖက်ဆက်ပေါင်းပြီး KAW တွေကိုနီးပညာလွှဲပြောင်းတက်စင်တာတရုတ်ကထုတ်တဲ့လင်းရင်ကိုပြည်ထဲမှာတက်စင်တာလို့ကိုနောင်ယောကပြောပါရယ်စက်တက်ကလေးချောင်းတိုက်ခိုက်မှုတွေအတွက် York 130 KA နဲ့ FTC 2000ကျင်းလို့အပေါ်စားတိုက်ခိုက်ရင်လင်းရင်ကိုအဓိကသုံးပါရယ်တင်ယူပို့ဆောင်ရင်လင်းရင်ဖြစ်တဲ့ဝိုင်းတွဲကိုလည်း area ပုံချဲဖို့အတွက် drop ပုံချဲလင်းရင်ဖြစ်ပြင်ဆင်ပြီးတုံလာပါ ါတယ်ရုရှားတို့စတုဒ္ဓမျိုးဆက်လွန်စုတတိနဲ့ MIG 29လို့တိုက်လီရင်တွေကိုအရေးကြီးစည်ရေးပြမှတ်တွေမှာအသုံးပြုတာများတာပါဒီလီရင်တွေကိုအခုတလောစစ်တပ်ကဖိအားပေးလေကြောင်းတိုက်ခိုက်နေရင်မန္တလေးတိုင်းကစင်ကူတပိတ်ချင်းနဲ့စကိုင်းတိုင်းတပိတ်ရင်မြို့နယ်တွေကအိုးတိန်တွင်ရွာတွေမှာတုံးခေတာတွေ့ရတယ်လို့ဒေသခံတွေနဲ့ကံကွေးတပ်တွေကပြောပါတယ်ဒီလိုတိုက်လီရင်တွေနဲ့လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်အတွက်ကုန်ကြမ်းစိတ်ဟာစုတတိအတွက်အမေရိကန်ဒေါ်လာ 1900နဲ့ MIG 29အတွက်အမေရိကန်ဒေါ်လာ6500ကုန်ကြတယ်လို့ MDSI ကလေတဲ့အစီရန်တွေကတွက်ချက်ထားပါတယ်။ဒါဟာတနအိစာအတွက်လင်းရင်စီစားနှုန်းပြုပြင်ထိန်းသိမ်းစီရင်နဲ့တက်တန်းရှိအစိမ့်ပိုင်းတန်ဖိုးတွေအလုံးပေါင်းတွက်ချက်ထားတဲ့ကုန်ကြဈေးတွေဖြစ်ပါတယ်။ဒီတွက်ချက်မှုစဉ်းရလေကြောင်းတက်ခိုက်မှုတစ်ခုအတွက်အနည်းဆုံးကုန်ကြဈေးအမေရိကန်ဒေါ်လာ1320စတက်ကထုတ်သုံးနေတာဖြစ်ပါတယ်။စတက်ရဲ့လေကြောင်းတက်ခိုက်မှုတွေကိုစောင့်ကြည့်နေတဲ့ညံလင်းတိသုတေသနဖွဲ့ရဲ့အချက်အလက်အရမေလာထဲမှာတရက်ကိုအနည်းဆုံးလေကြောင်းရှိ စ်တိုက်တင်ရဲ့အတွက်တရက်ကိုအနည်းဆုံးဒေါ်လာ1000ကျော်သုံးနေတာဖြစ်ပါတယ်။ လေကြောင်းမြန်မြန်တိုက်ခိုက်နိုင်လာတာရဲ့တစ်ဖက်ချမ်းမှာဆိုရင်မနစ်ကကာလာဒူနဲ့နိုင်ရှင်ရင်2025အီဘီလာကုန်တီစက္ကန့်ရဲ့လေကြောင်းတိုက်ခိုက်မှုအရေအတွက်အကျဉ်းနေရာနီးပါးတိုးလာပြီးထိခိုက်သေးဆုံးတဲ့အညစ်အသားတွေလည်းပိုပြီးများပြားလာတယ်လို့ဆိုပါတယ်ညံလင်းတဲ့ရဲ့အချက်အလက်အရမနစ်ဇန်နဝါရီကနေ ABD လေကြောင်းတိုက်ခိုက်မှု116ကျင်းရှိပြီးတင်းဆုံးသူ359နဲ့ထိခိုက်ဒဏ်ရာရရှိသူ956ရှိပါတယ်ဒီနှစ်မှာတော့လေကြောင်းတိုက်ခိုက်မှု1005ကျင်းပြုလုပ်ခဲ့ပါတယ်တင်းဆုံးသူကလည်းအရက်သား665ဦးနဲ့ထိခိုက်ဒဏ်ရာရရှိသူ1236 အောင်ရှိလာခဲ့ပါတယ်။တော်လိုင်းတပ်ဖွဲ့တွေရှိတဲ့နေရာကိုဥတီတိုက်ခိုက်တာဆိုပေမဲ့ရက်သားတည်ဆုံတာကများနေတယ်လို့စစ်ကောင်စီလေကြောင်းဖိအားပေးနေတယ်။မန္တလေးတိုင်းတွေကတော်လိုင်းတပ်ဖွဲ့ဝင်တချို့ကပြောပါရယ်။တကြံကာလနောက်ပိုင်းမှာမန္တလေးတိုင်းအထက်ပိုင်း PDF စိုးမိုးနေပြီဖြစ်တဲ့မတရားဆင်ကုတပိတ်ချင်းမိုးကုတ်တို့ကိုလင်းရင်မလာတဲ့ရမရှိဘူးလို့ဒေသခံတုံကပြောပါရယ်။စုတက်တီလို့တိုင်းလင်းရင်တွေတုံးလာတာကြောင့်လင်းရင်လာတဲ့အတံမကြားရလို့အသေးအပြောက်လည်းများလာနေတယ်လို့တော်လိုင်းတပ်ဖွဲ့ဝင်တချို့ကပြောပါရယ်။ကျဲပြီးမှလင်းရင်လာမှန်းသိတဲ့ဘုံခုကျင်းတွေကလည်းဒါကိုခံနိုင်မရှိ ရှိဘူးတဲ့တဲ့ကြလာရင်အကုန်ရစရာမရှိတေးကြတာလို့တပိတ်ချင်းထေသခံကပြောပါတယ်စစ်တပ်ရဲ့လီချောင်းတိုက်ခိုက်မှုကြောင့်လူအစုလိုက်တိစုံမှုတွေမန္တလေးတိုင်းတွေကလိမ့်ကြရေတွက်ရွာတွေအပြင်စကိုင်းတိုင်းတပင်ရင်းတွေကအိုးတိမ်တွင်ရွာတွေမှာကြုံခဲ့ရပါတယ်အရက်သားရိအင်းဒီနဲ့လီချောင်းသတင်းတွေရဖို့နဲ့လီချောင်းရန်ကာကွယ်ဖို့ပုံကိုချင်းတူဖို့ကလည်းအခက်အခဲတွေရှိပါတယ်စကိုင်းတိုင်းထဲမှာတော့အရက်သားဆိုစကားပြောဆက်ပြီး မတုံးတဲ့နေရာတွေရှိတော့လေချောင်းသတင်းမရကြဘူးပုံခိုခြင်းကလည်းမတူးနိုင်တဲ့သူကများတယ်မိသားစုတစုစာကောင်းကောင်းခုနိုင်ပြီးမဲ့ကျင်းကသိန်း20လောက်ကုန်တယ်လို့စကိုင်းတိုင်းတွေကလေချောင်းဖီအားပေးခံရတဲ့ဒေသမှာနေထိုင်သူတောင်းကသတင်းဌာနကိုပြောပါတယ်အောက်ချုပ်ရေးကာကွယ်တပ်ဖွဲ့တွေဘက်ကလည်းလေကြောင်းသတင်းကိုထိထိရောက်ရောက်မပေးနိုင်သေးဘူးလို့သူကပြောပါတယ်။လေကြောင်းတိုက်ခိုက်တာတွေကြောင့်ညအိတ်မပြောတဲ့အထိစိတ်ဖိစီးတာတွေကြုံနေရပြီလို့သကိုင်းမန္တလေးတိုင်းနဲ့နေကန်တချို့ကပြောပါတယ်။ ရွှာနေရကြွားဆိုလေချောင်းတရင်ကမရနိုင်ဘူးဒီလိုဆိုကောင်းကင်မင်းမော်ကြီးမော်ကြီးနဲ့စားဝတ်နေရအတွက်သွားလာနေရတာလင်းရင်တမကြလို့ပုံမှန်ရင်တော့တင်ရမှာပဲအခုကတည်ဖို့ရှင်ဖို့က50 50ပဲလို့တပိတ်ချင်းနေကန်ကပြောပါတယ်ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့ကတော့ပြည်သူများစုရှိတဲ့နေရာကိုလေချောင်းပစ်တာကစစ်ကောင်စီနေနဲ့သွေးခွဲနေတာဖြစ်တယ်လို့ပြောပါတယ်စစ်ကောင်စီဟာဆုံရှုံနေမြေတွေကိုလေချောင်းကနေပြင်ပတိုက်ခိုက်လို့ရှိရလို့လာရှုကတာရကဖြစ်ပါတယ်လက်တလုံးမှာလည်း TNL ကို ကုမင်းစုနေဘွဲကတဆင်မြို့ငါမြို့ကစုပ်ပေးဖို့သဘောတူညီချက်မရတဲ့အခါမှာလာရှိုးလိုပဲလေချောင်းကနေရက်ဆက်ပြစ်ခတ်နေတာပါဒီလိုရက်ကဖိအားပေးစီတာဖြစ်တယ်လို့ TNL ပြောခွင့်ရလွေးရီဦးကသတင်းဌာနကိုပြောပါရယ်စစ်ကောင်စီကကျမတို့ထိန်းချုပ်နေမြေမှာလေချောင်းလက်နက်ကြီးနေတိုင်းပြစ်နေတာကမြို့ငါမြို့ကနေစုပ်စီခြင်းလို့ပါလက်ရှိအချိန်ထိတော့ဖိအားအနေနဲ့ဆက်ရှိနေစေဖြစ်ပါတယ်လို့သူကပြောပါရယ်ပြူဟာကြတိုက်ခိုက်တာတဲ့အရက်သားတွေကဥတီတိုက်ခိုက်နေတာဖြစ်တယ်လို့လွေးရီဦးကဆိုကြောင်းသတင်းမှဖော်ပြပါရှိပါရဲ့ရှင်။